လွယ်လွယ်ကလေးပျက်စီးသွားခဲ့ရင်ခုခေတ်ကာလဟာလူသက်တောင်အလွယ်တကူကျွေပြတ်သွားနိုင်တာမို့ပစ္စည်းတွေဆိုတာတော့ပျက်စီးလိုက်တာမပြောပါနဲ့တော့ဘလောက်ဖို့တန်တဲ့ပစ္စည်းဖြစ်ဖြစ်အလွယ်တကူလေးပျက်စီးသွားနိုင်ပါလေအခုမိုးကြတော့မယ်မိုးရသည်ဆိုပစ္စည်းတွေဟာပျက်စီးဖို့တိတ်လွယ်ပါလေလေးငါးသိန်းကနေသိန်း၁၀ခန်းပေးရတဲ့ဖုန်းတွေမိုးရသည်မှာသွာလာရင်မိုးပြီးတော့ရေဝင်ပြီးပြတ်ကြတာအများကြီးအထူးသဖြင့်တောတောင်တွေထဲမှာသွာလာနေကြသူတွေပျက်စီးကြရတာဖြစ်ပါလေ သိင်္ဂရံပေးရတဲ့ပစ္စည်းမူးမိတာနဲ့ပျက်စီးတော့တိတ်နှမျောစရာကောင်းတာပေါ့ပြင်ဖို့ဆိုတာကလည်းတောတောင်ထဲမှာလွယ်တာမဟုတ်လို့နောက်ဆက်တွဲဒုက္ခတွေအများကြီးရင်ဆိုင်ကြရတယ်မောင်လုံးမွေးရဲ့ laptop ကွန်ပျူတာလေးလည်းပြီးခဲ့တဲ့နှစ်မိုးရာသီမှာသွားလာရင်ပျက်စီးခဲ့ရတယ်နားလဲတဲ့သူတွေပြပြပြီးလုတ်ခိုင်းတာအခုတည်းထိမရပါကလေးတွေအတွက်ပညာရေးလုပ်ငန်းမှာ laptop မရှိတဲ့အတွက်မလုပ်နိုင်တာတွေကြုံလာရပါတယ်ကလေးတွေအတွက်ဆရာဆရာမတွေအတွက် စာရမ်းဖတ်ပွဲလေးတွေမလုပ်နိုင်ဘူးအထူးသဖြင့်သူတို့ကြည့်တဲ့ရုပ်ရှင်တွေမှတ်တမ်းရုပ်ရှင်တွေမပြနိုင်တာကိုစိတ်မကောင်းဘူးမိုးရာသီဆိုလမ်းတွေကကျန်းလာတယ်ဆိုင်ကယ်တွေပြတ်ကြတော့မယ်မော်လုံမွေးနေတဲ့ဒေသမှာဆိုင်ကယ်ဆယ်စီးတွင်ရင်၅စီးကခဏခဏပြတ်တက်တဲ့ဆိုင်ကယ်တွေဖြစ်တယ်တစ်ခုပြန်ရင်တစ်ခုပြင်နိုင်တဲ့အခြေအနေမရှိတော့ဒီလိုပဲလုံးချလေလိုက်နေကြရတယ်ပြီးကြတဲ့တလလောက်ကသိန်း၄၀၀ဝင်းကျင်တန်တဲ့ဘဖိုးကားတစ်စီးမီးလောင်သွားတယ် မိစလောင်လောင်ချင်းအမြန်နှိမ့်သက်ပေးမဲ့မိသားကားမရှိတော့တစည်းလုံးပျက်စီးသွားပါလေ။ကားမဟုတ်ပဲရွာရီမီလောင်ခဲ့ရင်ဒီလိုပဲရွာလုံးကျွပျက်စီးသွားနိုင်ပါလေ။အရာရာဟာအလွယ်တကူပျက်စီးသွားနိုင်ချေတိတ်ကိုများတဲ့ကာလာကြီးဖြစ်တယ်။စစ်ကောင်စီရဲ့လေကြောင်းပစ်ခတ်မှုတွေတဘာဝဘေးရန်တွေကမောင်လုံးမွေးတို့နိုင်ငံကအသက်အိုးအိမ်တွေကိုအလွယ်တကူပျက်စီးစေနိုင်တယ်။လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတွေကကားတွေစိုက်ကဲတွေကိုအလွယ်တကူပျက်စီးသွားစေတယ်။ပျက်စီးလွယ်တဲ့အရာတွေကို တခုချင်းပြောနေရင်ပြည့်စုံအောင် ပြောဖို့တော့မလွယ်လှဘူးလွယ်လွယ်လေးပျက်စီးသွားနိုင်တဲ့အရာတွေကိုမောင်လူမွေးတို့ဟာခက်ခက်ခဲခဲရယူခဲ့ရတာဖြစ်တယ်စစ်ကောင်စီကြောင့်ပျက်စီးသွားတဲ့အိမ်တိုင်းဟာမိသားစုတစုတစ်ဘွားလုံးနှီးပါကျိုးပန်းခဲ့ရတဲ့အရာဖြစ်တယ်ဖုန်းတစ်လုံးရဖို့ပြီးနံတရားစီလုံးလုံးလုံးကြရတယ်ဆိုင်ကအဟောင်းလေးတစ်စီးရဖို့တစ်နှစ်ပတ်လုံးအလုံးလုံးကြရတယ်မောင်လူမွေးတို့ပြည်သူတွေဟာစစ်အာဏာရှင်တော်လှန်ရေးမှာဒီလောက်အနေထားထိအောင်မြင်ဖို့ အများကြီးပျက်စီးဆုံးရှုံးခံခဲ့ကြရတယ်။သားသမီးကိုဆုံးရှုံးခံခဲ့ရတယ်၊ခင်မုန်းကိုဆုံးရှုံးခံရတယ်၊ဇနီးကိုဆုံးရှုံးခံရတယ်၊မိဘကိုဆုံးရှုံးခံရတယ်၊ဆရာတစ်ပည့်မိတ်ဆွေတငယ်ချင်းဆွေမျိုးတွေကိုအဆုံးရှုံးခံခဲ့ကြရတယ်။ဘယ်တော့မှပြန်အစားထိုးမရနိုင်တော့တဲ့အရာတွေကိုဆုံးရှုံးခဲ့ကြရတာဖြစ်တယ်။အခုစစ်ကောင်စီကလေချောင်းတိုက်ခတ်မှုတွေအပါအဝင်အခြားသောအကြောင်းအရာတွေကြောင့်ပညာသင်ခွင့်ဆုံးရှုံးနေကြတဲ့ကလေးငယ်တွေများစွာရှိနေတယ်။ ပညာကိုကောင်းကောင်းမသင်ကြားတဲ့ကျောင်းသူကျောင်းသားများစွာရှိနေတယ်။အရာရာဟာအလွယ်လေးပျက်စီးဆုံးရှုံးသွားနိုင်တဲ့ချိန်တွေမှာမျိုးဆက်သစ်တွေရဲ့ပညာရေးကိုဆုံးရှုံးခံလို့မရဘူးလို့မောင်လုံးမွေးလေးလေးနက်နက်ခံယူထားပါတယ်။ပညာရေးဟာလူအဖွဲ့စည်းရဲ့အခြေခံအုတ်မြစ်ဖြစ်တယ်။လူအဖွဲ့စည်းရဲ့အနာဂတ်ဖြစ်တယ်။မဆုံးမဖို့ရနေတဲ့ပညာရေးကိုပါကလေးတွေဆုံးရှုံးခဲ့ရင်တော့မောင်လုံးမွေးတို့ပြည်သူတွေဟာအရာအလုံးကိုဆုံးရှုံးလိုက်ရပြီလို့တော့ဆိုနိုင်တယ်။ မောင်လုံးမွေးတယောက်ပညာရေးအကြောင်းညစဉ်ညတိုင်းနှီးပါတွေးမိနေတာပါညဟာတကောင်ရောက်တော့မှမို့မှောင်ပြီးနှက်နေတယ်ပဝဲချင်းဟာပဇင်းဩသံဖားဩသံတွေနဲ့ဆူညံနေတယ်ညတကောင်ပြီးရင်ရောင်နီဟာလာစမြဲဖြစ်တယ်ရောင်နီလာချိန်မှာကလေးတွေပညာအပြည့်အဝသင်ကြားခွင့်ရဖို့တကယ်စည်နာရှိသူတွေစွမ်းနိုင်သူတွေအများကြီးလိုအပ်နေစေဖြစ်တယ်လွယ်လွယ်ကလေးပျက်စီးသွားနိုင်တဲ့ခကြီးတဲမှာပညာကြီးပါပျက်စီးသွားခဲ့ရင် ပညာရေးပျက်စီးနေတာကိုပြုပြင်ရခေါင်းမန်မသိလစ်လျူရှုခဲ့ကြရင်မောင်လုံးမွေးတို့လူအဖွဲ့စည်းဟာနလန်ပြန်ထူပါတော့မလားဆိုတဲ့အတွေးတွေက မောင်လုံးမွေးကိုညစဉ်နှီးပါနှိမ့်ဆက်နေပါတော့တယ်မောင်လူမွေး